ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတံလွင့်ဌာနမှတင်းတိအပ်သောတမချန်းအစီအစဉ်များကိုအတံလွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကျမ်းနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။ ောရရှင်ပါခင်ဗျာ ခရိယန်တွေမှာသေခြင်းတစ်မျိုးရှိပါတယ်ရုပ်ခန္ဓာကိုယ်သေဆုံးခြင်းနဲ့ဝိညာဉ်သေဆုံးခြင်းတို့ဖြစ်ကြတဲ့အတိုင်ဝိညာဉ်သေဆုံးခြင်းကရုပ်ခန္ဓာကိုယ်သေဆုံးခြင်းထက်ပိုပြီးတော့ထိတ်လန့်ကြောက်ရွံ့စရာကောင်းလာပါတယ်ဒီကနေ့တင်ပြရတော့တမချန်းစီစဉ်မှာရှင်မာတဲ့ခရစ်ဝင်ကျမ်းခန်းကြီးကိုအခန်းငယ်36ကနေအခန်းငယ်38အထိနဲ့ရှင်မာတဲ့ခရစ်ဝင်ကျမ်းခန်းကြီး30အခန်းငယ်1ကနေအခန်းငယ်27အထိကိုလေ့လာမှာဖြစ်ပါတယ် ရှင်မသက်ခရစ်ဝင် အခန်းကြီး9အငယ်36လူအစုအဝေးတို့ကိုမြင်တော်မူခြင်းတနာခြင်းစိတ်ရှိတော်မူ၏အကြောင်းမူကားထိုသူတို့သည်ပင်ပန်းသည်ဖြစ်၍ထိမ့်သူမရှိဘဲပြစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏အဲ့ဒီလိုခရစ်တော်ကပြောဆိုပါတယ်ဒီကျမ်းပိုက်အားဖြင့်ခရစ်တော်ရဲ့ကျင်နာရခြင်းဂိယုနာမေတ္တာသဘောတော်ကိုပြည်ပြင်းပြင်းပေါ်ကျူးထားတာကိုကျွန်တော်တို့တွေ့နိုင်ပါတယ်ပြီးတော့ ဖျားသခင်ရဲ့ကိုယ်စားလှယ်ဖြစ်သူဘုရင်လေးအုတ်ချုပ်သူတွေဟာသိုးများကိုထိမ့်တဲ့လူတွေစောင့်ကြက် ကြည့်ရှုသူတွေလိုဖြစ်ပါတယ်။ဖိုရင်းတွေဆိုတဲ့အတိတ်ဘယ်ကို ဆောင်းယူပါတယ်။ဥပမာတစ်ချိန်ကမောရှေတို့ဒါဝိဒ်တို့တွေဟာလေဖျားသခင်ချစ်သော လူတွေအဖို့ဖိုရင်းကြီးများပမာသိုးစုကိုအုတ်ချုပ်တယ်လို့အုတ်ချုပ်ခဲ့ရတယ်ဆိုတဲ့အတိတ်ဘယ်ကိုကြံပြီးစဉ်းစားလို့အဖြစ်ထွက်ပါတယ်။ ဘုရားသခင်ပေးအပ်ထားတဲ့တာဝန်များကိုတော့ယူတော့ယူမယ်ထမ်းဆောင်တော့မယ်ဆိုတဲ့အချိန်အမှုတော်ကိုပါဝင်ထမ်းရွက်တော့မယ်ဆိုတဲ့လူမျိုးဟာဓမ္မဝန်ဆောင်တယောက်ဖြစ်လာပြီဆိုရင်ဖိုးရင်းရဲ့စိတ်နှလုံးသားမျိုးကိုမွေးမြူထားရပါတယ်ဒီစိတ်နှလုံးမျိုးမွေးမြူနိုင်အောင်လို့လေဘုရားသခင်ဆီမှာခွန်အားကိုတောင်းခံရပါတယ်ဒါမှလည်းဘုရားသခင်ဖန်ဆင်းထားတဲ့လူသားတွေတည်းကဝိညာဉ်ခွန်အားပျောက်ဆုံးလို့ဘဝတုံးနေတဲ့သိုးမဲတွေကို ဂယုနာသစ္စာတရားနဲ့ပြန်ပြီးလမ်းပြပို့ဆောင်နိုင်တဲ့ခေါင်းဆောင်ကောင်းတွေဖြစ်လာနိုင်မှာပါထို့အခါကိုတော်ကစပားရိတ်เสียများစွာရှိ၏ရိတ်သောသူတို့သည်နေကြ၏ထို့ကြောင့်လှုပ်ဆောင်သောသူတို့ကို စပားရိတ်စေခြင်းဟာစေလွတ်တော်မူမည်အကြောင်းစပားရှင်ကိုဆုတောင်းကြလော့ဟုတပည့်တော်တို့အားမိန့်တော်မူ၏ဒီလိုဒီနေရာမှာသူပြောလိုက်တာဟာဝင်းလှဲ့လေပြင်းချိန်ရှိစဉ် သခင်မှာကရိတ်သိမ်းလဲဆိုတဲ့လင်္ကာကိုပြန်ပြီးအောင်းမိစရာဖြစ်ပါတယ်။ဒီသဘောတရားအတိုင်းပဲအလုတ်ကိုလှုပ်ကြရမှာဖြစ်ပါတယ်။ဒါကိုခရစ်တော်ဟာတပည့်တော်တွေကို စေခိုင်းနေပါပြီ။ရိတ်သိမ်းစရာတွေ၊ယူဆောင်စရာတွေ၊ခုဆွတ်စရာတွေပြည့်ပြောတဲ့လောကလေပြင်းကြီးမှာတော့ဒီအတိုင်းအစည်းတွေဟာဝေနေပြီ။ဒါပေမဲ့ရိတ်သိမ်းတဲ့လူမရှိဘဲကြွေကျနေပြီ။ပုတ်ပြက်ကုန်တဲ့ပုံစံမျိုးလို ဖြစ်နေပြီ။ဒါကြောင့်မလို့ မြစ်တာတော်ကိုလူသားတွေဟာငန့်လင့်နေကြတယ်။မျောတဆောင်စားနေကြတယ်။ဒါပေမဲ့ကူညီပေးဝေမဲ့လူသားဟာ네ပါနေသေးတဲ့အတွက်ကြောင့်ကူညီပြီးတော့လှုပ်ဆောင်စရာရှိတာတွေကိုလှုပ်ဆောင်ပေးကြပါ။ဝင်းမဲ့လေပြင်းကြီးတွေကိုပါဝင်ဆင်းသက်ပြီးတော့ရိတ်သိမ်းစရာလုပ်ငန်းတွေကိုဆောင်ရွက်ပေးကြပါဆိုတဲ့အတိတ်တွေကိုဆောင်ပါတယ်။ဒီကဘာလောကကြီးထဲမှာဖြင့်ဘုရားသခင်ဖန်ဆင်းတဲ့တိုးတွေရှိတယ်။စောင့်ထင်းရမယ့်အလုပ်ကို ဖိုရင်းအလုတ်ကိုသေးနှုတ်တဲ့ထင်ပြီးဆွဲဆောင်နေကြလို့ဖိုရင်းတွေလည်းအများကြီးလူနေတယ်ဝေရောက်အနစ်နာခံပါ အမှုတော်ကိုဆောင်ကြပါ လောကတခွင်ကမေတ္တာလဲပြင်းမှကြည်လင်ဝင့်လက်ရွှေအောင်ထွက်နေတဲ့ခက်လက်များပြားဆန်စပါးတို့ပြည့်ရှံနေတယ်ဒါပေမဲ့ရိတ်သိမ်းသူတွေကတော့အလွန်အလွန်နေပါနေတယ်ဒါကြောင့်ဝင်ရောက်ကူညီရိတ်သိမ်းပေးကြလှဲ့ပါဆိုပြီးတော့ခရစ်တော်ကတမန်တော်တွေကိုဆူတောင်းခိုင်းနေခြင်းပဲဖြစ်ပါတယ် ဒီစုကိုတောင်းရင်းနဲ့ဒီခေါ်အားကိုယူရင်းနဲ့အာမင်သို့မဟုတ်ယုံကြည်ခြင်းပြင်းပြစွာပြုတဲ့ဂရိစကားနဲ့အတူကရောင်းကိုမြောင်အောင်ကြိုက်ပြီးကွင်းစင်းဆောင်ရွက်ဖို့လက်နဲ့ကရိယာတစားပလာများကိုလည်းအသင့်ပြင်ဆင်ထားကြပါလို့ခရစ်တော်ကတနည်းတမ်းအချင်းပြောလိုက်တာပါပဲဆုတောင်းလဲပေးကြပါကိုယ်တိုင်ကလည်းဖျားသခင်ရဲ့မြေတားကပါလောကထဲမှာယုံကြည်စိတ်တင်းမြင့်ထန်တန်ဖြောင့်မတ်ခြင်းသစ္စာအမှန်နဲ့ ပါဝင်လှုပ်ဆောင်ပေးကြပါရန်အထူးလိုအပ်နေတယ်ဆိုတာကိုဒီကနေ့ကျွန်တော်တို့တွေပါစွဲမှတ်ရမယ်အချက်တစ်ခုပဲလို့ကျွန်တော်ဒီနေရာမှာဖော်ပြခြင်းပါတယ်။ရှမဘဲခရဝင်ကျမ်းအခန်းကြီး30ကိုအခုဆက်လက်ရောက်ရှိလာပါပြီ။ရှမဘဲခရဝင်ကျမ်းအခန်းကြီး30အနှစ်သာရကတော့ခရစ်တော်ဟာသူ့ရဲ့တပည့်တော်12ပါးတို့ကိုဣသရေလနိုင်ငံကြီးအတွင်းမှာကောင်းကင်နိုင်ငံတော်အကြောင်းတရင်ကောင်းကိုလိုက်လံဟောပြောဖြန့်ဝေဖို့အတွက်သွန်သင်ပေးခြင်းနဲ့ဖြစ်ပါတယ်။ ရှင်မသက်ခရွင့်တလျှောက်လုံးမှာခရစ်တော်ယေရှုဟာလူသားတို့ကျင့်ဆောင်ရာတရားတော်တွေကိုဟောပြောခဲ့ပါတယ်။တောင်ပေါ်မြေမှာလှည့်ပြီးဒေသစာကြီးဟောပြောပြီးတဲ့အချိန်မှာတောင်အောက်ကိုသူတဖန်ကြွဆင်းခဲ့တယ်။သူ့ရဲ့ဘုံတကိုးနမိတ်လက္ခဏာတွေကို သူပြသခဲ့တယ်။အဲ့ဒီသူပြသတော်မူတဲ့တကိုးနမိတ်လက္ခဏာဟာစုစုပေါင်း12ပါးရှိခဲ့ပြီးနောက်အခုဆိုရင် သူဟာသူ့နောက်မှာရှိနေတဲ့တပည့်တော်12ပါးတို့ကို ဣသရေလနိုင်ငံတော်အနှံ့အပြားကိုသွားရောက်ပြီးကောင်းကင်နိုင်ငံတော်ရဲ့ဝမ်းမြောက်ဖွယ်သတင်းကောင်းကိုပြောကြားဖို့ရန်အတွက်ဆင့်ခေါ်နေပြီဖြစ်ပါတယ်။ဒီတပည့်တော်12ပါးတို့ဟာဗတ္တိဇံသို့မဟုတ်နှစ်ချင်းဆရာယောဟန်လိုသူ့ရဲ့ရှေ့ပြေးစေတမန်မျိုးတော့မဟုတ်ကြပါဘူး။သူ့ရဲ့အမှုတော်ကိုနောက်တော်ဘာကနေလိုက်ပြီးတော့ဆောင်ရွက်ပေးရမယ့်တမန်တွေဖြစ်ပါတယ်။သူတို့တွေကိုခရစ်တော်ဟာတကူတော်များကိုဝေငှပေးခဲ့တဲ့အတွက သူတို့မှာခရစ်တော်ရဲ့ဘုံတကူတော်များရှိခဲ့ကြတယ်ဆိုတာကိုကျွန်တော်တို့မှတ်သားထားကြရပါမယ်ခရစ်တော်ရဲ့ရှေးပြေးဖြစ်သူဗတ္တိဇံဆရာယောဟန်ကတော့အခုလိုခရစ်တော်ရဲ့နောက်ကလိုက်ခဲ့ရတဲ့သူမဟုတ်တော့အဲ့ဒီလိုအံအောပွဲနမိတ်လက္ခဏာမျိုးတွေကိုပြတ်သားမသွားနိုင်ခဲ့ပါဘူးသူဟာခရစ်တော်ကြွလာတဲ့အကြောင်းကိုကြီးညာသူနဲ့လမ်းကိုပြင်ဆင်ပေးရသူသာဖြစ်ခဲ့ပါတယ်အခုတမန်တော်တွေကတော့လက်ဦးအချိန်ပိုင်းမှာ ခရစ်တော်ကို စကားနာခံခဲ့ရပြီး နောက်ပိုင်းမှာခရစ်တော်ရဲ့ကိုယ်စလဲသို့မဟုတ်တမန်တော်များလို့အမှုတော်ကိုဆောင်ရွက်ပွားကြရပါလိမ့်မယ်။အခုရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး30မှာဆိုရင်တမန်တော်တို့အဖို့ဘုရားသခင်ဟာအမှုတော်ဆောင်နိုင်ဖို့လိုအပ်တဲ့ကျင့်စဉ်တွေအစွန်းတက်တီတွေကိုဖြည့်ဆည်းပေးတယ်။အခွင့်အရေးတွေချပေးခဲ့တယ်ဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးတွေ့ရမှာဖြစ်ပါလိမ့်။ဒါပေမဲ့လူအများစုနဲ့ပတ်သက်တဲ့ညွှန်ကြားချက်တွေလိုက်နာစရာတွေကိုတော့ခရစ်တော်ချန်လှပ်ထားပါသေးတယ်။ဒါဟာထူးခြားချက်တစ်ခုပါ။ အခုတပည့်တော်တွေကိုခရစ်တော်ဝေငှတဲ့တမန်တော်များရဲ့လိုက်နာရန်အချက်တွေဟာဘယ်လိုအခါသမယမျိုးနဲ့ဘယ်လိုအခြေအနေမျိုးတွေအတွက်ဖြစ်တယ်။ဘာကြောင့်ဒီလိုညှဉ်းပန်းချက်တွေချထားတယ်ဆိုတာတွေကိုကျွန်တော်တို့အဖေးစိတ်လေ့လာကြရပါမယ်။လေ့လာရမှာပေါ့ပေါ့ဆဆလေ့လာတော့မဖြစ်ဘူး။ကျွန်တော်တို့အနေနဲ့တိတိကျကျသေသေးချာချာနားလည်ဖို့သင့်တယ်အတိတ်ပဲဖွင့်ဆိုရမှလည်းလုံးဝအမှားမခံတတ်ပါဘူးတတိတော်များကိုစင့်ခေါ်ခြင်း အမည်ပေးခြင်းအကြောင်းနဲ့အစပြုကြပါစို့ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး30အငယ်1တကြိမ်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်တော်မူပြီးမှညင်ညူးသောနတ်တို့ကိုနှင်ထုတ်စေခြင်းဟာ၎င်းအနာရောဂါအမျိုးမျိုးတို့ကိုငြိမ်းစေခြင်းဟာ၎င်းအခွင့်ပေးတော်မူ၏အခုလိုခရစ်တော်ကသူတို့ကိုတာဝန်အပ်နှင်းလိုက်တာကတော့သူတို့ရဲ့ဣသရေလနိုင်ငံတော်အတွင်းညီအနှက်ခြေဆန့်အမှုတော်ထမ်းဆောင်ဖို့ပါဒါကိုတမဟောင်းကာလပရောဖက်အပေါင်းတို့ကလည်း မေရှိယဟာအမှုတော်တွေအတွက်တာဝန်တွေပေးမယ်ဆိုပြီးတော့ဗျာဒိတ်စကားတွေနဲ့ဖော်ပြထားခဲ့ပြီးဖြစ်ပါတယ်။အခုလိုတာဝန်ကိုဗျာဒခင်ပေးပြီးတပည့်တော်တွေဟာလည်းတာဝန်တွေယူရပြီးအခက်အခံရပြီးဆိုတာနဲ့လေခရစ်တော်ရဲ့နောက်လိုက်တပည့်တော်တွေဟာတမန်တော်များပမာသူတို့ရဲ့တာဝန်တွေဟာပြောင်းလဲသတ်မှတ်ခြင်းခံလိုက်ကြရပါပြီ။ရှမာသဲခရစ်ဝင်ကျမ်းအခန်းကြီး30အငယ်1ကနေ4တကြိမ်နှစ်ပါးသောတပည့်တော်တို့၏အမိကား ပထမမှာပေတရုဟု ခေါ်ဝေါ်သောရှိမုန်နှင့်သူ၏ညီအန်ဒရေဇေဘေဒေဣသာယာကုပ်နှင့်သူ၏ညီယောဟန်ဖိလိပ္ပုနှင့်ဗာသောလမေသောမနှင့်ခွန်ကံမသဲအာလဖဲဣသာယာကုပ်နှင့်သတ်တဲဟု အမိသစ်ကိုရသောလေဘေကာနနိတ်လူရှိမုန်နှင့်ကိုတော်ကိုအနှံသောယုဒရှကာယုတ်တည်းလှုပ်ထုံးလှုပ်နီးများဆိုတဲ့ခေါင်းစဉ်ကိုအခုကျွန်တော်ဆက်လက်အသုံးပြပြီးတော့ ဟောပြောသွားကြပါတယ်။ရှင်မသက်ခရွင့်ကျမ်းအခန်းကြီး30အငယ်9နဲ့6ကိုဖတ်ကြည့်ပါ။ထိုတစ်ချိန်နှစ်ပါးသော တပည့်တော်တို့ကိုယေရှုသည်ဆေလွတ်တော်မူ၍သင်တို့သည်တပါးမျိုးသားတို့ရှိရသောမသွားကြနှင့်။ရှမာရိမြို့ရွာတဲသို့မဝင်ကြနှင့်။ဣသရေလအမျိုးပျောက်လွင်သောသူများရှိရသောအရင်သွားကြလော့။အခုလိုခရစ်တော်ကတပည့်တော်တွေကိုမှားကြရမှာဣသရေလအမျိုးပျောက်နှွင့်နေတဲ့သူများဆိုတာကိုထည့်ပြီးပြောပါတယ် ဒီစကားဟာကျွန်တော်ယုံကြည်သူအားလုံးကိုမှားတာမဟုတ်သေးပါဘူးနော်အချင်းနေအကြောင်းတရားတစ်ခုခုကြောင့်သူနဲ့သူသာသိတဲ့မျော်မြင်ခြင်းတစ်ခုခုကြောင့်ခရစ်တော်ကသူ့တပည့်တော်ဆန်တပါကိုမှားချတဲ့နေ့အတိုင်းမှားချနေခြင်းသာဖြစ်ပါတယ်ဒါကိုကျွန်တော်ကကျွန်တော်ကိုမှားတယ်ဆိုပြီးအဖေဆွဲကန်ယူပြီးတော့ခုချက်ချင်းလဲရှိတဲ့အစ္စရေလကိုပြေးပြီးတော့အမှုတော်ဆောင်ရမယ်လို့ဒီမှာတိုက်ရိုက်မယူရဘူးကျွန်တော်ခရစ်တော်ကိုယုံကြည်သူအားလုံးအတွက် စေခိုင်းချက်ကိုကြတော့တမန်တော်ဝတ္ထုအခန်းကြီး1အငယ်10မှာအခုလိုပြောင်းလဲဖော်ပြတာကိုဆက်ပြီးတွေ့ရပါလိမ့်မယ်။စီရင်တော်မူသောအချိန်ကာလကိုသိရသောအခွင့်သည်သင်တို့၌မရှိထို့သောမရှိတော်လဲသင်တို့အပေါ်တို့ဖန်ရှင်သောဝိညာဉ်တော်ဆင်းသက်သောအခါသင်တို့သည်တကူးကိုခံရ၍ယေရုရှလင်မြို့မှစသောယူရာပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါးသက်ပြည်ဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏။ဒါလည်းခရစ်တော်ကိုယ်တိုင် ။သူကောင်းကင်ဘုံကိုမတက်ကြွခင်မှာမှားကြခဲ့တဲ့စကရက်တွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လေခရစ်တော်ဟာအချိန်အနည်းနဲ့အချိန်ကာလကိုကြည့်ပြီးလှုပ်ထုံးလုံကြီးတွေကိုထုတ်ပြန်ရတယ်၊ညွှန်ကြားခဲ့ရတယ်လို့ကျွန်တော်တို့ဒီနေရာမှာနားလည်သဘောပေါက်ထားပါလိမ့်မယ်။ရှမသက်ခရစ်ဝင်ကျမ်းအခန်းကြီး30အငယ်9ပွားစဉ်တွင် ကောင်းကင်နိုင်ငံတော်တီလူနီဒီဟုတရင်ကြားပြောကြလောကျွန်တော်ဒီကျမ်းကျက်ရဲ့အင်္ဂလိပ်လိုအပိုင်းကိုတီလူနီဘီဆိုတာကိုပြန်ဖွင့်ကြည့်လိုက်တဲ့အခါကျတော့ at hand လို့ဆိုထားတဲ့အတွက်ကောင်းငင်နိုင်ငံတော်ဟာငါ့ရဲ့လက်တော်ထဲမှာရှိတယ်လို့ဆိုကျင်တာကိုလည်းအတိတ်ပဲဆောင်းနိုင်တဲ့အကြောင်းကျွန်တော်ဖော်ပြခဲ့ပါတယ်။ဟုတ်ပါတယ်။ကောင်းငင်နိုင်ငံတော်ဟာခရစ်တော်ရဲ့လက်ထဲမှာပါ။သူ့ရဲ့လက်တော်ထဲမှာရှိပါတယ်။သူအလိုတော်ရှိတဲ့အချိန်မှာဒီကမ္ဘာမြေကြီးဟာကောင်းငင်နိုင်ငံတော်အဖြစ်မုတ်ချတည်ရလိမ့်မယ်။အခုပြစ်ဆက်ကအချိန်ကာလကျွန်တော်တို့ကတော့စစ်မှန်သောနှလုံးသားနဲ့ဖြောင့်မတ်ခြင်းတရားနဲ့နောင်တနဲ့ ယုံကြည်ခြင်းအပြင်သာလျှင်ကောင်းကင်နိုင်ငံတော်ရဲ့အရေးကိုမှီခိုနိုင်တယ်လို့ကျွန်တော်ဆိုခဲ့ရှင်းခဲ့ပြပါပြီ။ကမ္ဘာသမိုင်းမှာ Victorian Era လို့ခေါ်တဲ့အင်္ဂလန်နိုင်ငံက Victoria ဘုရင်မကြီးအုပ်စိုးရအချိန်ကာလကိုရည်ညွှန်းတဲ့အချိန်ကာလတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီခေတ်တုန်းကဆိုရင်ကမ္ဘာပေါ်မှာရှိတဲ့ခရစ်ယာန်အသင်းတော်တွေဟာအင်မတန်စိတ်လှုပ်ရှားတက်ကြွခဲ့ကြပြီးတော့ကမ္ဘာကြီးပေါ်မှာလူသားတွေအားလုံးခရစ်တော်ကိုပြည့်စည်ရမယ်။ ကောင်းကင်နိုင်ငံတော်ကိုဒီညေပေါ်မှာသူတို့ရဲ့စွန်းအားနဲ့တီထောင်နိုင်ခဲ့ကြလိမ့်မယ်လို့အိမ်မက်တွေမက်ခဲ့ကြတယ်အထင်တကယ်ဖြစ်ခဲ့ကြတယ်သူတို့ကအဲ့ဒီလိုမျှော်လင့်ခဲ့တာကခရစ်တော်ဟာသူတို့ကိုသူတို့အားဖြင့်ကောင်းကင်နိုင်ငံတော်တီထောင်ခွင့်ပေးမယ်ဆိုတဲ့လူအတွေးပေါ်မှာသာအခြေတည်ခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီကောင်းကင်နိုင်ငံတော်ဆိုင်ရာမျှော်လင့်ချက်ကြီးတွေဟာလေကြောက်မဲ့ဖွယ်ပြိပက္ခတွေရယ်တော်လှန်ရေးကြီးတွေရယ်နောက်ပိုင်းမှာ ပထမကဘာစစ်ကြီးတွေရယ်နဲ့ ကြောက်မဲ့ဖွယ်ကွယ်ပြောက်သွားခဲ့ရဘူးပါလေတကယ်တမ်းဆန်းစစ်မယ်ဆိုရင်တော့ကောင်းကင်နိုင်ငံတော်ဟာဘုရားသခင်လက်တော်ခရစ်တော်ရဲ့အလိုတော်ပေါ်မှာသာအဓိကတည်မှီနေပါတယ်လူသားအနေနဲ့ကတော့နောင်တနှလုံးသားနဲ့ဘုရားသခင်ထံပါမှာကိုယ့်အပြစ်ကိုကိုယ်ဝန်ချပြီးခရစ်တော်ထားရှိစေလိုတဲ့စိတ်သဘောထားမျိုးကိုထားပြီးဘုရားသခင်ရဲ့ဆုံးဖြတ်ချက်ကိုစောင့်စားကြဖို့သာဖြစ်ပါတယ်အဲ့ဒီလိုပြုတ်အပ်သောသီလကိုစောက်တည်ကြမယ်ဆိုရင်ပဲ လူတယောက်ချင်းအနေနဲ့ကောင်းကင်နိုင်ငံတော်ရဲ့အရေးအငွေကိုကျွန်တော်တို့ထိတွေ့ခိုးဆောင်ကြရပြီပေါ့အဲ့ဒီနိုင်ငံတော်ရဲ့အမွေကိုမုတ်ချမသွေခံစားကြရပြီပေါ့ဒါဟာကိုကျွန်တော်တို့စိတ်ချနိုင်ပြီဒါကြောင့်မို့လို့ကျွန်တော်တို့ဟာသခင်ခရစ်တော်ရဲ့ဆုံးမချက်တွေကိုအလေးအနက်သဘောထားပါနဲ့နဲ့ရှန်ရှန်စင်ကျင်တွေးတော့ကြပါလို့ကျွန်တော်ကတိုက်တွန်းနေရခြင်းဖြစ်ပါတယ်ရှင်မသက်ခရစ်ဝင်အခန်းကြီး30အငယ်8ကိုဆက်ကြရအောင် နာသောသူတို့အားချမ်းသာပေးကြလော့သေသောသူတို့ကိုထမြောက်စေကြလော့နူသောသူတို့ကိုသန့်ရှင်းစေကြလော့နတ်ဆိုးတို့ကိုလည်းနှင်ထုတ်ကြလော့တင်တို့သည်အဖိုးမပေးဘဲကျေးဇူးတော်ကိုခံရကြပြီဖြစ်၍အဖိုးမခံဘဲပေးကမ်းကြလော့အချိန်ကာလနှင့်အချိန်နေမှာမူတည်ပြီးခရစ်တော်တပည့်တော်တွေကိုပေးအပ်ခဲ့တဲ့တာဝန်ပါတကူအာနိသင်ပါသေသူကိုတောင်မှထမြောက်စေကြလော့ဆိုတော့ခရစ်တော်ရဲ့တမန်တော်တွေပေါ်မှာပေးလိုက်တဲ့အခွင့်တကူဟာ ဘလောက်ကြီးမားတယ်ဆိုတာကိုသိမြင်နိုင်ပါတယ်။အဲဒါပေမဲ့ဒီနေရာမှာသတိပြုဖို့လိုတာကတော့သေခြင်းဆိုတာဟာအတိတ်ပဲအလွန်လေးနဲ့ကျယ်ဝန်းတယ်နော်။ရုပ်ခန္ဓာကိုသေခြင်းနဲ့ဝိညာဉ်အသက်တာသေခြင်းရဲ့လို့သမျိုးရှိတယ်။ဝိညာဉ်အသက်တာသေခြင်းဟာရုပ်ခန္ဓာသေခြင်းတဲ့ပို့ပြီးကြောက်ဖို့ကောင်းတယ်။ဖျားသခင်ကိုမသိရင်ခရစ်တော်ကိုလက်မခံရင်ဘာဝရအသက်ပျောက်လို့ကြောက်မဲ့ဖွယ်ဝိညာဉ်ဆုံးရှုံးမှုဖြစ်ကြရတယ်။ဒါကြောင့်တမန်တော်တွေကိုခရစ်တော်က မင်းတို့ဟာဖျားသခင်အကြောင်းကိုပြောပြီးဓမ္မရေအေးနဲ့သာဝရသေဘေးကနေလူတွေကိုရွေးချယ်ပေးကြလို့မှားကြခဲ့တာပဲလို့ကျွန်တော်ဒီနေရာမှာရှင်းလင်းကြပါတယ်။အဲဒီလိုခရစ်တော်ပေးခဲ့တဲ့တကောအာနိသင်တွေဟာဒီအတိုင်းတော်လည်းမရဘူး။ချွင်းချက်တော့ရှိရပါတယ်။ရှင်မသက်ခရစ်ဝင်ခန်းကြီး30အငယ်6မှာဆက်ပြီးဖော်ပြတာကတော့ရွှေငွေကြီးတို့ကိုခပန်းတဲ့၌မသူမိကြနှင့်ရေလိုဖြစ်ပါတယ်။အတိတ်တွေကပါလေလောကအစဲအလန့်တွေဒနာဥစ္စာတွေကိုမင်းတို့ လုံးဝညင်းပယ်ကြပါဆိုတဲ့အဆုံးအမပေါ့စိုးစိုးကပြီးခဲ့တဲ့တကူးစွန်းအင်ဒီကိုအမှန်တကယ်ရမရဟာအဲ့ဒီလိုအခုဒီလိုအမြတ်အစွန်းနေပုံမှာဒီတမန်တော်တွေတမဲ့တော်တွေဟာမက်မောမှုမမက်မောမှုပုံမှာမူတည်နေတယ်လို့ဆိုခြင်းပါတယ်ခရစ်တော်ကတမန်တော်တွေကိုဆုံးမတဲ့နေရာမှာမင်းတို့ကငါစီကတကူးအာနိသင်ဖျားသခင်မင်းတို့ကိုပေးတဲ့ဝိညာဉ်ခွန်အားတွေကိုအခမဲ့ရရှိခဲ့ကြပါတယ်ကွယ်မင်းတို့ကလည်းအဲ့ဒီလိုပဲမေတ္တာလုပ်ငန်းတွေကိုဒီခွန်အားတွေနဲ့အခမဲ့ဆက်ပြီး ဝင်မြပေးကြပါလို့ဆုံးမလိုက်ခြင်းပဲဖြစ်ပါတယ်။ခရစ်တော်ရဲ့ညွှန်ကြားချက်တွေဟာအချိန်နဲ့အခြေအနေရှိခဲ့တယ်လို့ကျွန်တော်အချိန်ချင်းပြောခဲ့ပြီနော်။အခုခရစ်တော်ညွှန်ကြားနေတာတွေဟာခရစ်တော်ရဲ့သုံးနှစ်တာအမှုတော်ဆောင်ခြင်းကာလအတွက်ပေးခဲ့တဲ့ညွှန်ကြားချက်တွေပဲဖြစ်တယ်။သူ့ရဲ့အမှုတော်ဆောင်ကာလညီကုန်းပိုင်းမှာညွှန်ကြားချက်တွေကြတော့အဲ့ဒီလိုညွှန်ကြားချက်ကနေပြီးတော့ပြောင်းလဲသွားတာကိုအခုလိုတွေ့နိုင်ပါတယ်။ရှင်လုကာခရစ်ဝင်အခန်းကြီး32အငယ်35နဲ့36တို့မှာ ပြန်ကြည့်မယ်ဆိုရင်အခုလိုတွေ့ရမှာဖြစ်ပါတယ်။တဖန်မိန်တော်မူသည်ကအထက်ကငွေအိတ်လွယ်အိတ်ခြေနှင်းမပါဘဲသွားကြလို့ဟုသင်တို့ကိုငါဆီလွတ်တော်အခါတစုံတစ်ခုလူသလောဟုနေစဉ်တစုံတစ်ခုမျှမလူပါဟုရှောက်ကြတော်။ယခုမူကားငွေအိတ်ရှိသောလူသည်ယူစေလွယ်အိတ်ရှိသောလူသည်ယူစေဓာမရှိသောသူသည်အဝတ်ကိုရောင်း၍ဓာကိုဝယ်စေဆိုပြီးတော့ပေါ်ပြထားတာဟာထူးခြားချက်တစ်ခုနဲ့တစ်ခုအဖြစ်နဲ့ပြောင်းလဲပြီးတွေ့ရမှာဖြစ်ပါတယ်။ ဒါအချိန်အခါလျောက်ညွန်ကြားချက်တွေကိုပြောင်းလဲသွားတာမထင်ရှားဘူးလားဒီအကြောင်းကိုကောရင်သဩဝါဒစာပထမဆုံးအခန်းကြီး9ထဲမှာအကျယ်တဝန့်ထပ်ပြီးတော့တွေ့ရပါတယ်ဧဝံဂေလိတရားကိုဟောပြောရသောသူတို့ဟာဧဝံဂေလိတရားကိုအမိပြု၍အသက်မွေးရမယ်အကြောင်းကိုဘုရားသခင်ပြည့်ညတ်တော်မူ၏ဆိုတဲ့အချက်ကိုဒီကောရင်သဩဝါဒစာမှာတွေ့နိုင်ပါတယ်တနည်းအားဖြင့်ခရစ်တော်ဟာအချိန်ကာလနဲ့အခြေအနေကို နားလည်ပါတယ်ဥပမာ လွတ်လပ်လေးပေးရမယ်ဆိုရင်တော့လူတွေကလူသားသာဖြစ်တဲ့ဓမ္မအမှုတော်ဆောင်တယောက်အခုခင်မာလေအသင်းတော်ကအလှငွေလေးထည့်မပေးနိုင်ရင်သူဘာနဲ့ထမင်းစားမလဲအလှငွေလေးထည့်မပေးလိုက်တဲ့နဲ့မိုင်900လောက်ဝေးတဲ့နေရာစီဝေးကြီးကိုသူမသွားနိုင်ဘူးအဲ့ဒါကိုခရစ်တော်ကသူ့ရဲ့အမှုတော်ဆောင်သုံးနှစ်ကာလအစစိုးစောတုန်းကဆုံးမခဲ့တဲ့အဆုံးအမကိုတည်ရသေးဆွဲကင်ပြီးမင်းတို့တပြားမှမလှူကြနဲ့ငါငါငါဖွားလို့ဆိုပြီးခက်တီတီနဲ့ထွက်ရင်ဘာဖြစ်မလဲပိုက်ဆံမရှိတော့ ဘာနဲ့ယထားစီမလဲကားစီမလဲကုန်းချောင်းတစ်ခါချီနေလှဲ့သွားရမှာပေါ့ပြန်လာရမှာပေါ့လက်မှာတွေ့သမျှအလှူအိမ်တွေမှာအလကားဝင် ပြီးတော့စားရမှာပေါ့ဒါကြောင့်ပမာကျန်းစာကိုဖတ်ရှုတဲ့နေရာမှာကြည်ကြည်ပြန့်ပြန့်စိတ်သဘောထားနဲ့ဖတ်ရှုလေ့လာဖို့လိုလိမ့်မယ်ပမာကျန်းစာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖတ်ရှုတဲ့စာအုပ်စာပေတွေကိုလည်းကြည်ကြည်ပြန့်လေ့လာကြရမယ်ဆိုတဲ့အချက်ကိုကျွန်တော်ဒီနေရာမှာတင်ပြလိုပါတယ်ပြီးတော့ ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး30အငယ်8ကိုဖတ်မယ်ဆိုရင် ကိုကြိုက်တဲ့အပိုင်းကလေးဖြစ်တဲ့အစွမ်းသတ္တိကိုပေးရလောက်ပဲရွေးပြီးမဖတ်ကြပါနဲ့ကိုလိုက်နိုင်ရမယ့်စီကံကလနာတွေခရစ်တော်ပြဖခဲ့တဲ့ချင်းချက်ဒီကိုလည်းဆက်ပြီးသတိရကြပါအဲ့ဒီလိုအပြည့်အဝလိုက်နိုင်မှလဲခရစ်တော်ပေးတဲ့တကူအာနိသင်ဟာအမှန်တကယ်ကိုကရှင်သုံးနိုင်မယ်ခေရှားပြဖတ်နိုင်မယ်ဆိုတာကိုမှတ်ထားကြဖို့လိုအပ်ပါတယ်အခုရှင်မသက်ခရစ်ဝင်ခန်းကြီး အငယ်7ကိုလေ့လာကြပါအောင်စို့မြည်သည့်မြို့မြည်သည့်ရွာသို့ဝင်ခြင်းထိုမြို့ရွာ၌အဘယ်မြည်သောသူသည်ထိုက်တန်တည်းဟုမေးမြန်း၍ထိုမြို့ရွာမှမထွက်သွားမီတိုင်အောင်ထိုသူ၏အင်တွင်နေကြလော့ဒါလေဒီကနေ့လိုပြောင်းလဲနေတဲ့မျက်မှောက်ခေအခြေအနေမျိုးအတွက်ခရစ်တော်မကြီးရပါဘူးဒီကနေ့လိုလူတိုင်းယုံကံလှုပ်ရှားနေရတဲ့အချိန်မျိုးမှာတရားဟောဆရာတွေဓမ္မဆရာတွေဟာမိသားစုအင်တောင်တွေအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်မယ်အစား ဟိုတယ်တဲခိုကန်ဒီမှာတဲနိုင်ပါတယ်။ရှီခိခရစ်တော်ကာလမှာတော့ခရစ်တော်ဟာသူ့တပည့်တော်တွေကိုမင်းတို့ဘယ်မျိုးဘယ်ရွာရောက်လူကောင်းသူကောင်းတွေရှိတဲ့တဲ့နင်းကစုံစမ်းပြီးတော့အဲ့ဒီအိမ်ကြီးမှာဝင်ပြီးတဲကြတဲ့။ဒါဟာသူ့ရဲ့အမှုတော်ဆောင်ကာလသုံးနှစ်တာအတွက်ပါသူရည်ညွှန်းခြင်းလို့ကျွန်တော်ထပ်မှန်ပြီးတော့ပြောကြပါရစေ။နောက်ထပ်ပြရမယ့်ကျမ်းအဆက်ကိုတော့တိတိချာချာနားထောင်ကြပါ။အိမ်တို့ဝင်သောအခါမင်္ဂလာရှိပါစေသောဟုသောနှုတ်ဆက်ခြင်းကိုပြုကြလော့။ ထိုအိမ်ကြီးထိုက်တန်လျင်သင်တို့ထံသို့ပြန်လာစေတည်းရှင်းပါတယ်နော်အိမ်ဆိုတာကိုဒီနေရာမှာဟိုးလို့ခေါ်တဲ့အိမ်တလုံးခေါ်အဆောက်အဦးကို ပြောတာမဟုတ်ပါဘူးမိသားစုစိတ်သက်ရှိတဲ့အဖိုင်းအဝိုင်းနဲ့အခြေအနေကိုပြောတာပါအကျဉ်သူသည်သင်တို့ကို လက်မခံသင်တို့ဤစကားကိုနားမထောင်ဘဲနေ၏ထိုသူနေသောအိမ်မှ၎င်းမြို့မှ၎င်းထွက်သွားစဉ်သင်တို့ဤခြေဘွားမှမြေမှုန့်ကိုခါလိုက်ကြလော့ လေနန်ဒါရတော်မမှတ်ကြနဲ့နော်ခရစ်တော်ခစ်ကတမန်တော်၁၂ပါးကိုသုံးနှစ်တာဓမ္မအမှုတော်ဆောင်ကာလအတွက်မှားကြနေတာတွေဟာဒီကနေ့အတွက်မဟုတ်ဘူးနောက်ပိုင်းမှာဒီအကြောင်းကိုဆက်ပြီးတွေ့ရပါလိမ့်ဦးမယ်ငါအမှန်ဆိုသည်ကတရားဆုံးဖြတ်သောနေ့၌ထိုမြို့သည်သောဒုံမြို့နှင့်ဂေါမောရမြို့တက်သာ၍ခံရလတ္တရှင်မသက်ခရစ်ဝင်ကျမ်းရဲ့နောက်ထပ်ကျမ်းဆက်အခန်းကြီးထဲမှာဒီမြို့ကြီးတွေဟာတရားစီရင်ဆုံးဖြတ်ချိန်မှာ ဘယ်လိုဖြစ်ကြမယ်ဆိုတာဆက်လက်ဖွင့်ဆိုသွားပါဦးမယ်။တမန်တော်တို့မျှော်လင့်ရန်ဆိုတဲ့အပိုင်းကိုကျွန်တော်တို့ဆက်လက်လေ့လာကြပါအောင်ဆိုရှင်မသဲခန်းကြီး30အငယ်16တောခွေးစုတဲသို့သိုးတို့ကိုဆစ်လွတ်တဲ့ကဲ့သို့သင်တို့ကိုငါဆစ်လွတ်၏ထို့ကြောင့်သင်တို့သည်မွေကဲ့သို့လိမ်မာလျက်ဂျိုးငဲ့ကဲ့သို့အစိတ်ကင်းလျက်ရှိကြလော့ပတ်ဝန်းကျင် အခြေအနေဆိုတာဟာအဲ့ဒါပဲပေါ့ခရစ်တော်ရဲ့အမျှော်အမြင်ဟာကြိုတင်သိနေတဲ့အလျောက သူ့အကြောင်းကိုသတင်းကောင်းအဖြစ်တက်သိခံရမယ်တမန်တော်တွေအတွက်လိုက်နာရမယ်အခြေခံမူတွေကိုသူချပေးနေတယ်။သွန်သင်ပြောဆိုနေခဲ့တယ်။ဒီအခြေခံမူတွေဟာတော့အချိန်ကာလသတ်မှတ်ချက်ရှိတယ်လို့ကျွန်တော်မထင်ပါဘူး။ဒီကနေ့တည်းထိအမှုတော်ဆောင်နေတဲ့ကျွန်တော်တို့တွေအတွက်လည်းလိုအပ်နေသေးပဲလို့ကျွန်တော်ထင်ပါတယ်။ဖျားသခင်ကိုယုံကြည်သူတွေအားလုံးအတွက်လည်းသင်လျော်စွာလိုက်နာသင့်တဲ့အချက်လို့ကျွန်တော်ယူဆပါတယ်။မွေကဲဆိုလိမ္မာပန်းတ်ပြီး ကျိုးငှဲ့ကဲ့သို့အပြစ်ကင်းစင်ရမယ်လို့ခရစ်တော်ဆိုပါတယ်။ငွေကဲ့သို့ပန်းနဲ့လိမ်မာတဲ့လူတွေကအခုအများကြီးရှိပါတယ်။ခက်တာကအဲ့ဒီလူတွေကကျိုးငှဲ့ကလေးတွေလို့အပြစ်မကင်းတော့အကုန်လုံးကွာကြကုန်တာပေါ့။အဲ့ဒီလိုပဲလေကျိုးငှဲ့လောက်အပြစ်ကင်းတဲ့လူတွေလည်းရှိတယ်။ဒါပေမဲ့မွေရဲ့သူမလိမ္မာမပားနဲ့ပြန်ဘူးဒီတော့သမမြတ်တစွာနဲ့ထားရမယ်မူလို့ကျွန်တော်ယူဆပါတယ်လူသားပြီးပြီးအစိတ်အတော့လဲမွေရဲ့သူရှိတဲ့အခါမှာ ရှိရမယ်။ဒါပေမဲ့ဒါဟာသူများကိုသတ်ရမယ်အစိတ်တော့မဟုတ်ဘူး။အမှန်တရားကိုကာကွယ်ဖို့လိုအပ်တဲ့အချိန်မှာသုံးရမယ်အစိတ်။အစိတ်တက်နေသူတွေအတွက်ထုတ်ဖို့ပေးရမယ်အစိတ်ဖြည့်စေထုတ်ပေးနိုင်တဲ့အစိတ်မျိုးလို့ကျွန်တော်ဆိုချင်ပါတယ်။ဂျိုးငဲ့တဲ့သူလည်းအပြစ်ကင်းဝေးငြင်းချမ်းတေးကိုစုံနိုင်ကြပါစေလို့လည်းကျွန်တော်ဆန္ဒပြုချင်ပါတယ်။ကိုကိုကိုတံပိုးမဲ့စွာအဖရိခံရမယ်အရက်ကိုကိုဒုက္ခပတ်မဲ့အရာမျိုးတွေကိုတော့ကျွန်တော်တို့ကပြင်းပြန်စွာရှောင်ရှားတတ်အာမှာပေါ့ ဒါကိုဘုရားသခင်ကဆိုလိုတယ်။အုံနှုတ်ကိုလည်းပေးထားတယ်လေ။ကိုယ့်ကိုအပြစ်ကင်းမဲ့စွာနေထိုင်တတ်ဖို့ဝိညာဉ်စိတ်သဘောကိုလည်းဘုရားသခင်ကတဖန်ပေးရတယ်။ရှင်မသက်ခရစ်ဝင်ခန်းကြီး30အငယ်16မှာခရစ်တော်အကြောင်းတက်သိခံရမယ့်လူတွေရဲ့အတွေ့ဘာဖြစ်လို့ဒီလောက်အသေးစိတ်ခရစ်တော်စိတ်ပူပန်နေတယ်မှားချားနေရတယ်ဆိုတာပေါ်လာပြီ။လူတို့ကိုသတိပြုကြ။အเจ้าမူကသင်တို့ကိုလွှတ်ယုံတို့အကြလိမ့်မည်။တရားစီရတ်တို့၌ရိုက်ကြလိမ့်မည်။ ကနဦးခရိယန်ရဲ့ဘဝအကြောင်းကိုကပ္ပသမိုင်းစာမျက်နှာတွေမှာလှမ်းကြည့်ကြလေဒီတိုင်းတွေ့ရတဲ့အရှင်လက်လက်မိရှုအသက်ခံရတာတွေရှင်သေစာအကျွေးခံရတာတွေလွှတ်နဲ့တိုက်တာတွေရှိခဲ့တယ်တဲ့ဒီကနေ့ကပ္ပရဲ့တချို့အစိတ်အပိုင်းဒီဗာအသင်းတော်တွေအခုလိုပုံစံမျိုးမဟုတ်တဲ့တိုင်အောင်တိုက်ခိုက်မှုတွေခံစားနေရတာရှိတယ်ဆိုတာကိုတော့သတင်းစာတွေမဂ္ဂဇင်းတွေမှာကျွန်တော်တို့တွေ့နေရဆဲပဲဖြစ်ပါတယ်ဒါပေမဲ့ရှေ့ခေတ်တုန်းကတော့အရန်ဆိုးခဲ့တာပေါ့ရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး30အငယ်78 19နဲ့20မှာဆက်လက်တွေ့ရတာကတော့ထိုသူတို့မှစပြီးတပါးမျိုးသားတို့အားတက်သည့်ဖြစ်စေခြင်းဟာမြို့ဝုံမီရှင်ဘရင်ထံသို့ငါကြောင့်သင်တို့ကိုပို့ဆောင်ကြလိမ့်မည်။သင်တို့ကိုအနှံသောအခါအပေသို့ပြောရမည်ကိုမစိုးရင်ကြနှင့်ပြောရသော စကားကိုထိုခဏချင်းတွင်သင်တို့ရကြလိမ့်မည်။အကြောင်းမူကားသင်တို့အလိုလျောက်ပြောကြသည်မဟုတ်သင်တို့အဖအီဝိညာဉ်တော်သည်သင်တို့အားဖြင့်ပြောတော်မူ၏။ခရစ်တော်၏အလိုတော်နှင့်အညီဆောင်ရွက်ဖို့ပွားရင်လိုင်းအခက်အခဲတွေတွေ့မည်။ အဖန်စီခံရင်ခံရမယ်။တရားစီရင်မှုနဲ့ကြုံမယ်ဆိုရင်ဘုရားသခင်ရဲ့အမှုတော်ဆောင်တယောက်ကိုကနရှင်သောဝိညာဉ်တော်ဟာစောင့်ရှောက်တဲ့အတွက်ကြိုတင်ပြင်ဆင်စရာမလိုကြောက်စရာမလိုပဲပြောသင့်ပြောလိုက်တာတွေကိုဘုရားသခင်သွန်သင်ပဲ့ပြင်သွားတာကြီးပဲဖြစ်လိမ့်မယ်လို့ဒီနေရာမှာခရစ်တော်ကကြိုတင်ပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒါကိုလေတချို့တချို့ဘုရားသခင်ရဲ့နာမတော် ကိုအလွဲသုံးစားရင်မှားရပါတယ်လို့ကျွန်တော်ကဒီနေရာမှာထက်ဆင့်ပြီးတော့ဖြစ်ဆက်သတိပေးခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီအိုလှဉ်နှံထားတဲ့ယူတဲ့လူတယောက်အကြောင်းကိုကျွန်တော်တွေ့ဘူးလို့ပါကျွန်တော်မိတ်ဆွေဓမ္မတက္ကသိုလ်ကျောင်းသားတယောက်အကြောင်းပေါ့သူကခရစ်တော်ကဒီလိုဒီလိုပြောခဲ့တယ်ဟောစရာပြောစရာကိုပြင်ဆင်စရာ မလိုဘူးဆိုတဲ့အယူအဆသမားလေအဲ့ဒီတော့တနေ့ကျွန်တော်တို့ကျောင်းသားဘဝကကျင်းလက်တော်ရွာတစ်ခုကိုတွတ်ပြီးတော့ကွင်းဆင်းပြီးတော့ဟောကြပြောကြတော့ဒီငွေချင်းဟာကြီးရွာအသိန်းတော်ကလေးဆိုပြီးတော့လက်တန်းနေလျှောက်ခေါ်တယ်လေအဲ့လိုဟောရတာတလွဲတည်းကြီးဖြစ်နေတော့အဲ့ကြီးရွာအသိန်းတော်ပြိဿကလည်း သူထင်တယ်လို့အထင်သေးစရာမဟုတ်ဘူးအမြင်လာဆုတ်တာရွှေထုတ်တဲ့မြပေါ်ပါဆိုတယ်လို့ကျန်းစာကိုသေးသေးချာလိလာစီးပူးထားတဲ့အသိတော်ဆိုတော့သူ့ကိုအထင်သေးတော့တာပေါ့ကျောင်းသားမလို့သာဟိုကဘာမှမပြောတာဓမ္မဆရာဆိုရင်တော့အတော်ကိုသိခါကြမယ်အဖြစ်မျိုးအဲ့ဒါတောင် तू ကမသိဘူးကိုကဝိုင်းဝိုင်းကြီးတာကို तू ကအဟုတ်မှတ်နေတယ်လေပြီးတော့တောကအပြန်လမ်းမှာတန်ရှင်းသောဝိညာဉ်တော်သင်တဲ့အတိုင်း तू ဟောတာတဲ့အဲ့ဒါနဲ့ကျွန်တော်တို့နဲ့လိုက်လာတဲ့ဆရာကြီးကိုသူ့ကိုဟောက်တယ် မင်းသင်ရှင်းသောဝိညာဉ်တို့ရှောက်ပြီးတိတ်ခါမချနဲ့ကွာတဲ့အဲ့ဒါဟာအနည်းဆက်ဆုံးဥပမာပဲဒါရီကြောင့်လဲကျန်းစာတော်မြတ်ကိုအရန်ဘာသာမပြန်ကြပါနဲ့ရိုရိုသေသေဖတ်ကြပါအလေးနဲ့စဉ်းစားတွေးခေါ်ကြပါလို့ကျွန်တော်ခဏခဏဖော်ပြနေရခြင်းပဲဖြစ်ပါတယ်ခရစ်တော်ကာလမှာခရစ်တော်အနေနဲ့သူ့ရဲ့နောက်တော်ပါတပည့်တော်တွေတမန်တော်တွေကိုအခုလိုကျန်းစာမှာမှားကြားနေရတာတွေဟာအတိတ်ပဲအင်မတန်ရှိပါတယ်ခရစ်တော်ဟာဓမ္မရေးအမြင်သစ်ကိုလောကနဲ့မစ်ဆက်ပေးနေတဲ့အချင်းဖြစ်ပါတယ် အင်မတန်ကြီးမားတဲ့အယူအဆရေးရအဟောင်းနဲ့အသစ်တို့ရဲ့ပရိပက္ခအန်ဒီယရီဂျာမာသူ့ရဲ့တပည့်တော်တွေအမှုတော်ဆောင်နေရတာကိုသူကောင်းကောင်းကြီးနားလည်သဘောပေါက်တယ်။ဒါကြောင့်တမန်တော်တွေအတွက်ခွန်အားရအောင်တစ်ဖက်ကလည်းအားပေးတယ်။အမှုတော်ကိုဆောင်ရမှာဓမ္မမာနတွေတက်အောင်တစ်ဖက်ကဖိတ်တိတင်ပေးသလိုအခက်အခဲတွေကြုံရင်လည်းမစိုးရိမ်ကြရအောင်လို့ကန့်ရှင်းသောဝိညာဉ်တော်ကကဲတင်မှာလမ်းပြမှာကို အာမခံပေးလိုက်ခြင်းဖြစ်ပါတယ်။ဒါကို လှေနံဓာတ်တွေယူပြီးတော့ကို့လက်မခံတဲ့မြို့ရွာမှာရှီတော့ကမြေပုံတွေခါချတာတို့ကန့်ရှင်းသောဝိညာဉ်တော်ကငါ့ကိုလမ်းပြမယ်ဆိုပြီးတော့ထင်ရမြင်ရတွေလျှောက်ပြောတာမျိုးတို့မပြုတ်မိဘူးလိုပါတယ်ရှမာသက်ခရဝင်ကျမ်းအခန်းကြီး30အငယ်27ထိုအခါညီကိုချင်းတယောက်ကိုတယောက်သေစေခြင်းကအကြလင်မီအဖသည်လည်းသားကိုအလိမ်မီသားသမီးတို့သည်လည်းမိဘကိုရံပက်ပြု၍သေစေကြလိမ့်မည်မှန်ပါတယ်ခရစ်တော်လူလောကကိုကြွဆင်းခြင်းဟာ လူပောင်လောကအတွင်းမှာဝါစီပြည်စကဲသို့ဖြစ်စေခဲ့ပါတယ်။မိသားတစုအတွင်းမှာတောင်မှခရစ်တော်ကိုလက်ခံသူလက်မခံသူရေလို့ဖြစ်လာစေခဲ့ပါတယ်။ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး1ငယ်18မှာကြည်ပါ။အကြောင်းမူကားဆုံးရှုံးခြင်းသို့ရောက်သောသူတို့၌လက်ဝါးကတိုင်တော်သည်မိုက်သောတရားဖြစ်၏။ကဲတင်ခြင်းသို့ရောက်သောငါတို့၌ထိုတရားသည်ဖျားသခင်တကူတော်ဖြစ်၏ဆိုပြီးတော့ဆန့်ကျင်တဲ့သဘောတရားတို့ဟာအစဉ်အပြိုင်နေကြတယ်ဆိုတာကို ရှင်းရှင်းကြီးတွေ့ရတဲ့အကြောင်းဒီကနေ့ကျွန်တော်တို့စဉ်းစားမှဖြစ်ပါတယ်ခင်ဗျာနောက်တစ်ချိန်အစီအစဉ်မှာရှင်မာသဲခရစ်ဝင်ကျမ်းခန်းကြီး30အခန်းငယ်22ကနေအခန်းငယ်42အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ